โอเคဒီစာကြောင်းကိုဘယ်လိုရေးမလဲငါဒီစာအုပ်ကို၃ချိန်ဖတ်ဖို့ပဲဟုတ်ပြီလေဆိုရင်ကျွန်တော်ဒီစာကြောင်းကိုရေးမယ်ဆိုလို့ရှိရင်ဒီမှာသူ့ကိုအပိုင်းလေးတွေပထမဆုံးခွဲရမှာဖြစ်တယ်မြန်မာဝါကြမှာဆိုလို့ရှိရင်အရင်ဆုံးရှားရမှာကကျွန်တော်တို့ကဒီ verb ကရိယာကိုရှားရမှာဖြစ်တယ်နော်ဟုတ်ပြီလေဆိုရင်ဒီစာကြောင်းကို verb ကရိယာကိုရှားလိုက်မယ်ဟုတ်ပြီလေဆိုရင်ဒီမှာ မြန်မာဝိုင်းချက်မှာဆိုလို့ရှိရင်ဘောက်ခရီးယာဒီဝိုင်းချက်ရဲ့နောက်ဆုံးမှာပဲရှိရေနော်ဟောဝီးတယ်ဆိုရင်ဒီမှာဖက်ဖူတွေပေါ်တော့ဒီမှာငါးဒီဇာအုပ်ကို၃ကြိမ်ဖက်ဖူတွေဆိုလို့ရှိရင်ဖက်ဖူတွေဒါကကြတော့ဒီဘောက်ခရီးယာဖြစ်တယ်ဟောဝီးဒီဘောက်ခရီးယာကိုရောက်တော့ပြီဆိုလို့ရှိရင်ဒီဝိုင်းချက်မှာပေါ့နော် subject တွေ object တွေထပ်ပြီးတော့ပေါင်းမှာပေါ့နော်ဟောဝီးရဆိုရင်ကျွန်တော်တို့ဒီမှာရှာမယ်ဆိုလို့ရှိရင်ငါပေါ့နော်ဒီမှာငါငါတီရုပ်ပြောတာငါတီဆိုလို့ရှိရင်ဒီကောင်က subject ပေါ့ subject ရပြီ ဒီစာအုပ်ကိုဆိုလို့ရှိရင်မြန်မာဝါချမှာ object ကြီးကိုနဲ့ကောက်တယ်နော်ကိုနဲ့送တယ်ဟုတ်ပြီဒါဆိုရင်ဒီမှာကိုပါတယ်ပေါ့နော်ဒီစာအုပ်ကိုဆိုလို့ရှိရင်ဒီမှာဒါကကြတော့ object စကားလုံးဖြစ်တယ် object ပေါ့နော်ဒီမှာဟုတ်ပြီဒါဆိုရင်ဒီမှာအချင်းအချင်းအီးရဲ့အတွက်လေးပါတယ်နော်ဒီကောင်ကကြတော့ကျွန်တော်တို့ဒီ app var လို့ခေါ်တယ်နော်ဒီကောင်ကကရိယာဝိသေသနာပေါ့သူကကြတော့ဒီအချင်းအီးရဲ့အတွက်ကိုပြတာဖြစ်တယ်နော်ဒီ frequency ပြတာဖြစ်တယ် frequency ကို app var ပေါ့နော်ဒီမှာ၃ချိန်၃ချိန်လို့ပါတယ်ဒါကကြတော့ဒီ app var လို့ align ပေါ့နော် ောဦးဒါဆိုရင်ကျွန်တော်တို့ဒီဘွားကြောက်ကိုတည်ဆောက်မယ်ဆိုလို့ရှိရင်၄ခုပါတယ်ပေါ့နော် subject ရယ် object ရယ် adverb ရယ်ပြီးတော့မှဒီ verb ကြိယာရယ်ပေါ့နော်ဟုတ်ပြီအင်္ဂလိပ်ဘွားကြောက်တည်ဆောက်မယ်ဆိုလို့ရှိရင် subject ကိုအရင်ဆုံးရေးမှာဖြစ်တယ် subject ကိုရေးမယ်ဆိုလို့ရှိရင် subject ကငါဆိုလို့ရှိရင် i ပေါ့နော်ဒီမှာ i ပြီးတော့မှဒီစာအုပ်ကိုဆိုလို့ရှိရင်ဒီစာအုပ်ဆိုတာစာအုပ်ဆိုတာကြတော့ b o k book ပေါ့နော်ဟုတ်ပြီဒီမှာ d လို့ပါတယ်နော် d စာအုပ်ဆိုတဲ့အကြောင်း this ပေါ့ဒီမှာ d h i s t ပေါ့ this book ပေါ့နော် they spoke ပြီးတော့မှဒီမှာ၃ချိန်၃ချိန်ဆိုတာအချိန်ရအတွက်အချိန်ရအတွက်ကကြာတော့တာဆိုရင်ဒီမှာ3 time ပေါ့၃ချိန်ဆိုလို့ရှိရင်၃ဆိုတာ3ပေါ့နော်ဒီမှာ3 3 times ပေါ့ဒီမှာ T I M E S ပေါ့နော်3 time ၃ချိန်ပြီးတော့မှဒီ verb ကြိယာဘာကကြာတော့ဒီမှာဖတ်ဖို့ရေပေါ့နော်ဒီမှာဖတ်တည်ဆိုလို့ရှိရင် R E A D read ပေါ့နော်ဒီမှာ R E A D read ဟောဝီးရဆိုရင် read ဆိုတာဖတ်တယ် ပြီးတော့မှဒီမှာဖက်ဖူးရဲလို့ပါတယ်ဖက်ဖူးရဲဆိုလို့ရှိရင်ဖူးရဲဆိုတာကျွန်တော်ဒီမှာဘွက်ကိုတန်းဆန်ပေါ့နော်ဒီအချိန်ကာလပြောင်းအောင်ဖြစ်တယ်ဒီဖူးရဲရောက်ဖူးရဲတွားဖူးရဲစားဖူးရဲဆိုလို့ရှိရင် hep blood battery နဲ့ရေးတယ်နော် battery ဘတ်တူဘတ်ဘလတ် battery နဲ့ရေးတယ်ဟုတ်ပြီဒါဆိုရင်ဒီ ring ဆိုတဲ့စကားလုံးကိုဒီ battery နဲ့ပေါင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာအဲ subject ကိုစီကြည့်မယ်ပေါ့နော်ဒီမှာဝကြစီကြည့်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်ဝကြစီနေရှိလို့ အင်္ဂလိပ်ဝါကျစီမေဆိုလို့ရှိရင်ပေါ့နော် subject ဘာဖြစ် object စီမှာပေါ့နော်ဒါဆိုရင် subject ကိုရေးမယ် subject ကကြတော့ i ပေါ့နော်ဒီမှာ i ငါပေါ့နော်ငါဒီပြီးတော့မှဒီ verb ကရိယာကိုရေးမှာပေါ့နော်ဒီ verb ကရိယာကကြတော့ဖတ်ဖူးလေဆိုလို့ရှိရင် have plus body နဲ့ရေးမယ်ဟုတ်ပြီဒါဆိုရင် i ဆိုလို့ရှိရင်အများကြီးလို့ယူရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က ha v have ကိုသုံးမှာပေါ့နော်ဟုတ်ပြီဒါဆိုရင် ha v have ပေါ့ i have ပေါ့နော်ပြီးတော့မှဒီ READ read ကိုကျွန်တော်တို့ကဒီ battery ပုံစံနဲ့ရေးရမှာဖြစ်တယ်။ have an hour ဆိုလို့ရှိရင် what to have ကပြရ battery ပဲလိုက်လို့ရှိရင်တော့ power တွေ battery တွေထည့်လို့မရဘူး battery ပဲထည့်ရမယ်။ဟုတ်ပြီဒါဆိုရင် read ဆိုတာဒီ read ဆိုတာကျွန်တော်တို့ကဒီ buffer အနေနဲ့ယူမယ်ဆိုလို့ရှိရင်လေဒီစကားလုံးပဲဖြစ်တယ်။ဒါပေမဲ့အတန်ထက်ကပြောင်းသွားတယ်။အတန်ထက်ကကြာတော့ red ကိုအတန်ထွင်မယ်နော်။ဟုတ်ပြီဒါဆိုရင် i have red ပေါ်ဒီမှာ READ red ဖြစ်သွားမယ်ဒီနေရာမှာ။ I have read ပေါ့နော် subject ရပြီပြီးတော့မှဒီ verb ပေါ့နော်ဒီမှာ verb create ရပြီပြီးတော့မှ object ကိုရေးမယ် object ကကြတော့ဒီမှာ this book ကိုဆိုတော့ဒီကြောင် this book ပေါ့နော် this book this book I have read this book ပြီးတော့မှကျွန်တော်တို့ကဒီမှာ object ကိုရပြီဆိုလို့ရှိရင်နောက်ထပ်တစ်လုံးပါသေးတယ်ဒါကကြတော့ဒီ add verb ပေါ့နော်ဒီ frequency of add verb ပေါ့နော်အချင်းအရေးအတွက်ကိုပြတာဖြစ်တယ်ဟုတ်ပြီသူက3ချိန်ဆိုလို့ရှိရင်ဒီမှာ3 times ပေါ့နော် ဟောပြီးတာဆိုရင် threes die ပေါ့နော်ဒီမှာ3ဒီမှာ d i m e s ပေါ့နော်3 times 4ဟောပြီးတာဆိုရင်ဒီကောင်ကကြာတော့ဒီရပြီပေါ့နော်ဒီမှာဟောကြောင့်ပုံစံတိဆောက်ပုံကြည့်မယ်ဆိုတော့ရှင်ရယ်ဒီမှာ subject ပေါ့နော် subject ရယ်အဲ verb criteria ရယ်ပေါ့နော် subject form verb form object ပေါ့နော်ပြီးတော့မှဒီ frequency of verb ပေါ့နော်မြန်မာဝါကြမှာဆိုလို့ရှိရင် subject ရယ် object ရယ်ပြီးတော့မှဒီ alpha ရယ်ပြီးတော့မှဒီ verb criteria ရယ်ပေါ့နော် ဟုတ်ပြီကျွန်တော်တို့ဒီလိုမျိုးဝင်တော့ဒီမှာဖတ်ဖို့လေလောက်ဖို့လေစားဖို့လေတွားဖို့လေဆိုလို့ရှိရင်ကျွန်တော်ရေးတဲ့အခါဒီဘတ်တူဟန်နဲ့ရေးရမှာဖြစ်တယ်နော်ဘတ်တူဟန်ပလပါထရီနဲ့ရေးမှာဖြစ်တယ်ဘတ်တူဟန်တော့ကအမြဲတမ်းဖောက်ခရီယာဒီဘတ်တူလေးလေးရှိပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာရသွားပြီ